တမောပင်အပင်ပူပူလေးနဲ့အတီးများအောင်ဒီလိုလေးပြုလုပ်လိုက်ပါပထမဆုံးအတီးအပွင့်တွေစားထွက်လာတဲ့အပင်ကိုရွေးချယ်ပေးရပါမယ်ရွေးချယ်ထားတဲ့အပင်ကိုအောက်ဖက်ပိုင်းအရွက်တွေရှင်ပေးပြီးအကျယ်နှလင်းမကန်အကွဲချောင်းဖြစ်အောင်လှည့်ဖြတ်ပေးလိုက်ပါအကွဲချောင်းဟာတိချာစွာဟနေပြီးပင်စည်အလဲထိရောက်အောင်လှည့်ဖြတ်ပေးရမှာဖြစ်ပါတယ်အကွဲချောင်းဆက်မတွားစေဖို့အတွက်တသားပြားဒုမဟုတ်ကော်ပြားလေးတွေကိုအသုံးပြုပေးလို့ရပါတယ် ကော်ပြားစာလေးကိုယူပြီးလှိဖြတ်ထားတဲ့အကွက်ကြောင်းထဲမှာညှက်ထားပေးလိုက်ပါ။ဒါဆိုရင်တော့အနာစင်မသွားအောင်တားဆီးပေးမှာဖြစ်ပါတယ်။အမြင့်ပွားဖို့အတွက်ပလတ်စတစ်ဘူးကွန်တစ်ခုကိုယူပြီးအောက်ဖက်ပိုင်းမှာပင်စီအရွယ်စားနဲ့ကပ်ညီအောင်ဖောက်ပေးထားရပါမယ်။ပြီးရင်တော့ပင်စီမှာဆွတ်ဖို့အတွက်ဘေးအနားရာတစ်ဖက်ကိုလည်းလှိဖြတ်ပေးထားလိုက်ပါ။လှိဖြတ်ထားတဲ့ဘူးကွန်ကိုအမြင့်ပွားမဲ့နေရာမှာဆွတ်ပေးပြီးပြုတ်ကျမသွားစေဖို့အတွက်တိတ်နဲ့ကပ်ထားပေးရပါမယ်။အမြင့်ပွားဖို့အတွက်အုံးဆံမုံကိုအသုံးပြုပါမယ်။ ောက်ဆံမုံတွေကိုရေဝနေစေဖို့အတွက်나이ဝက်ခန့်ရေစိမ့်ပေးထားရပါမယ်။ပြီးရင်တော့ရေစိမ့်ထားတဲ့အုံဆံမုံတွေကိုအမြက်ပွားမဲ့ဘူးကွန်တဲအပြည့်ထည့်ထားပေးလိုက်ပါ။အုံဆံမုံအစားရိုးရိုးမြေကြီးနဲ့တဘာဝမြေဆွေးတွေကိုလည်းအသုံးပြုလို့ရပါတယ်။နေအောင်တရံဖြည့်တွေ့စေဖို့နဲ့အဆိုးဓာတ်ထိမ့်တိမ့်နိုင်စေဖို့အတွက်ပလတ်စတစ်အိတ်အမဲကိုအသုံးပြုပြီးဖုံးအုပ်ပေးထားရပါမယ်။တလကျော်ကြာတဲ့အခါမှာတော့အမြက်ပွားထားတဲ့နေရာကိုစစ်ဆေးကြည့်ရှုလို့ရပါပြီ။ အောင်ဆန်မုံဟာရေဆုပ်ယူမှုအကောင်ပြီးအစိုးရထိမ့်သိမ့်နိုင်တဲ့အတွေ့အမြင့်တွေများစွာထွက်လို့နေပါပြီ။ဒါဆိုရင်တော့အမြင့်အောက်ခြေကနေဖြတ်ယူပြီးစိုက်ပျိုးလို့ရပါပြီ။ရလာတဲ့တမောပင်ကိုမြေချမဆိုင်သေးပဲအိုးတစ်ခုထဲမှာမြေဆွေးကောင်းကောင်းနဲ့တလကြော်ကန်ပြူပေးထားရပါမယ်။လာအနှဲငယ်လောက်ဆိုဖြတ်ထားတဲ့တမောပင်အငုံမှာဂိုင်းတစ်တွေထထွက်နေပြီးဒီနီးအတိုင်းအပင်တစ်တွေများစွာရရှိအောင်အမြက်ပွားလို့ရပါတယ်။ဒါဆိုရင်တော့အပင်ပုပ်ပုလေးနဲ့အသီးများစွာတိလာမှာပဲဖြစ်ပါတယ်။